ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မော်လင်းရင်ပေါ်မှာရော်လေးတရားကြောင်းမော်လင်းရင်ဘောကရွာမှာနေထိုင်တဲ့အဖေါ်အူတို့ပူတယောက်မင်းဆောဆောသူ့အိမ်ရှိမှာစပားလန်းနေစဉ်ဘေးအိမ်မှာရရကအဖေါ်ကိုစကားလှမ်းပြောပါတယ်အန်တီတော်ပူရဲ့ ထူးထူးဆန်းဆန်းဒီနေ့အစောကြီးအိမ်ရှိမှရှိသမျှစပားတွေအကုန်နေလန်းနေပါလားဒုစင်မဘောင်ခင်တယောက်ကပကုန်းချံမှာပေါင်တူးတင်လာပြီးတော့ပြောလိုက်ပါတယ်ဟေးရဲရအန်တီတိုဘူးကရောက်လာတော့မယ်ပွဲတော်အတွက်ပြင်ဆင်နေလို့တော်တော်လေးလှုပ်ရှုံနေတယ်ဟုတ်တယ်မလားအန်တီတိုဘူးကျွန်တော်ရောပူရီတီကျွေးမယ်မဟုတ်လားဘာလို့မကျွေးရမှာလဲဖျားသခင်ရမ်ကြီးရဲ့ဂျေဆုတော်ကြောင့်အခုဆိုငါတို့ရွာရဲ့ကံကြမ္မာလုံးဝပြောင်းလဲခဲ့ပြီလေငါတို့ဒီတနေ့တရွာလုံးအလူငယ်တွေဝေပေးမှလေ မောင်ကြီးဟာပေါတူးကင်ပြီးလေတိတ်သွားခဲ့ပါတယ်။ယောဂမင်းကလေးတွေလည်းသူတို့အိမ်အလုပ်တွေနဲ့အလုပ်တွေရှုံနေကြပါတယ်။လေသမားတွေကတော့စပားရှိသိရင်အလုပ်ရှုံနေကြပါတယ်။ဦးနီနဲ့တထေးဦးစိန်တို့ရဲ့ဒီနေ့စပားပင်တွေရအရှိကြီးဖြစ်တာတော်တော်လေးကိုဖြစ်ထုံးနေတယ်။ဒီနေ့တော့ကြိုးစားရကြုံနဲ့တယ်ပြောရမယ်။ဟုတ်ပါဦးနီရဲ့ဒီယောဂရွှေရီထုတ်ပေးလိုက်တယ်လို့ပဲ။ဒီနေ့တော့တစ်နှစ်လုံးဘာမှမလုပ်ဖေးထိုင်စားရင်တော့မှဒီအသီးနှံတွေကိုမှမဟုတ်ဘူးရဲ့။ လေသမားအလုံးကပြောကြဆိုကြရင်းနဲ့စပားရိတ်တဲ့အခါမှာရုတ်တရက်ရာသီဥတုဖောက်ပြန်လာခဲ့ပါတယ်။ဒီချိန်မှာကောင်းကင်ဘုံမှာဂျက်လီရင်တစ်စင်းကအောက်ကိုထိုးဆင်းလာတာမြင်တော့အကုန်လုံးကတော်တော်လေးလန့်နေကြပါတယ်။ဖေယားကြီးငါတို့ရွာအနာကအနေရရှိနေပြီ။ငါတို့ရွာလေးကအဆင်ပြေနေတာကိုတခြားရွာရဲ့မကောင်းတဲ့အရေးတွေကြားလာပြီလားမသိပါဘူး။ဦးစင်ရေးအခုကျွန်တော်တို့ဘာဆက်လုပ်ရင်ကောင်းမလဲ။ရွာကလူတွေဟာရွာကိုထားခဲ့ပြီးဘာလို့လင်းရင်ထဲမှာနေကြတာလဲ။ သူတို့ရွာမှာပျော်ရွှင်စွာနေထိုင်ကြတဲ့ဒီရွာသားတွေကဘာလို့လင်းရင်ထဲမှာနေရတာလဲနောက်ကွဲကဇလန်းကရောဘာလဲဆိုတာသိရဖို့ဒီရွာရဲ့ဇလန်းကိုနောက်ကျောင်းပြန်ကြည့်လိုက်ကြရအောင်မြူရွာလို့ခေါ်တဲ့ရွာလေးတရာမှာနေထိုင်ကြတဲ့လေသမားတွေကလင်းဆိုင်ဖို့အတွက်နေပူပူကြီးထဲမှာနော်ရီနဲ့လဲထွန်နေကြပါတယ်အိုးငါရဲ့ချစ်ရတော်မိမိရဲ့ရွှေရင်ငွေတွေပေးတော့ငါရဲ့မိမိကြီးရဲ့အိုးအမိမိရဲ့အမိမိကြီးရဲ့အိုးအိုး ဟာငါဖြူငါတော့ဒီလောက်ပူတဲ့လဲကွက်မှာဖနှက်ချွတ်ပြီးတော့ခက်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 လဲထုံရလို့စိတ်ညစ်နေပါတယ်ဆိုမင်းကတော့များกว่าတချင်းလေးအော်ဆိုနိုင်သေးတယ်နော်ဦးလေးဥပုရဲ့မိုးရသည်လည်းရောက်တော့မယ်ဦးလေးလည်းသိပါတယ်ကျွန်တော်တို့လိုလေသမားတွေအတွက်မိုးရင်းရေကောင်းကောင်းရဖို့ကဘလောက်အရေးကြီးလဲဆိုတာရေတွေရွှဲနေနေအောင်ရေမဆိုးသေးရမျိုးစီတွေမအောင်ဘူးရဲ့ငါတို့မြေရွာမှာတော့နှစ်စဉ်မိုးရွာလုံးတို့အပင်တွေတောင်မှဆုံးရှုံးပျက်စီးရတယ်ရေတွေကြီးလို့လေပျက်စီးဥစ္စာများစွာလေးပျက်စီးဆုံးရှုံးရရတယ် ငါဘဝကြီးတစ်ခုလုံးလေဒီမြေကြီးမှာလေထွန်စိုက်ပြုတ်ရင်းနေပဲကုံဆုံးသွားတော့တယ်။ဘယ်အချိန်မှအစိုးရကငါတို့ရောလှန့်ကြည့်ပေးမလဲမသိပါဘူးကွာ။လေသမားတွေအလုံးကလေထုံပြီးတော့မိုးရွာချလာမှကိုစောင့်နေကြရပါတယ်။ရက်တွေလတွေသာကြာသွားပါတယ်။မိုးကရွာမလာတော့ရွာသားတွေအကုန်လုံးတတော်လီစိုးရင်ပူပန်နေကြပြီးတိုင်ပင်ဆွေးနွေးဖို့အတွက်စီဝေးလုပ်ကြပါတယ်။မင်္ဂလာပါတထေးကြီးဦးစိန်။အေးမောင်နီဘာကိစ္စရှိလဲပြောပါဦး။တထေးကြီးဦးစိန် အခုချိန်ထိရွာမှာမိုးတစ်စက်တောင်မရွာသေးတာတထေးလဲတတိထားမိမှာပါဒါကြောင့်လေတဲ့ရေရအောင်လို့ဂင်းကမြည့်ရေစီးစင်းတဲ့တာတမန်ကိုဖောက်ချပေးပါလားတတိအာအဲ့ဒါတာတမန်ပိတ်ထားတာလည်းတော်ကြနေပြီလေအဲ့ဒီတာတမန်ကိုပိတ်မိထားတယ်ပြက်ကျထားတယ်လေရင်ကြီးလည်းရှိနေတာကိုသိရသားနဲ့ဒါမဲ့တတိအဲ့ဒီလေရင်ပြက်တာလည်းကြာနေပြီပဲမှန်ပါလေအဲ့တော့ရေကြီးမှုကနေကောက်ွယ်ပေးလို့အတုံးဝင်ခဲ့ပေမဲ့အခုကအတုံးမဝင်တော့ဘူးလေမိုးမရွာလို့လေတဲ့ရေမရရင်ကျွန်တော်တို့တရားလုံးငှက်ပေးဆိုင်ပြီးတေကုန်လိမ့်မယ် မောင်နှီပြောတာကိုတရားလုံးကလက်ခံလိုက်ကြပြီးတတမဲမီးမှာပိတ်မိထားတဲ့လေရင်ကိုဖယ်ဖို့အတွက်လုပ်ကြပါတယ်။တချိန်ကရေဘေးအနေရကနေလွတ်မြောက်ဖို့အတွက်ဝင်းပုံးလေးရှိတဲ့လေရင်ကိုအသုံးပြုခဲ့ပေမဲ့လည်းဒီနေ့မှာတော့တရားလုံးကလေရင်ကိုဖယ်ထုတ်ဖို့တွင်းနေကြပါတယ်။လာလာမြ мян ကျိုးတွေဖြုတ်ကြစို့။မောင်နှီရဲ့ဆန်းနမစောပါနဲ့။ကောင်းကင်ကြီးရဲ့အခြေအနေကိုလည်းကြည့်လိုက်ပါအောင်။ဒီနေ့မိုးကြီးရွာလာမယ်လို့အန်ဒီထန်နဲ့ခဏနေတာတမန်ကိုဖျက်လိုက်တာနဲ့တကြိုးတည်းရေတွေရွာထဲဝင်ချလာပြီးတော့ တရွာလုံးရေကြီးပြီးဒုက္ခရောက်ကုန်အောင်မယ်။အန်ဒီကလည်းမူလီဝါသားဌာနမှာလုံလုံတဲ့သူကြာနေတာပဲ။ရာသီဥတုအကြောင်းတွေပြောပြနေသေးတယ်။ဘာမိုးမှရောမှာမဟုတ်ဘူး။ထပ်ပြီးစောင့်ကြည့်လဲချင်းတွေကုန်ယုံမယ်။မောင်တီကတာတမန်ဖွင့်လိုက်တဲ့အခါမှာလေထဲမှာရေတွေရောက်လာပါတယ်။ဒါပေမဲ့ညနေရောက်တဲ့အခါမှာမိုးကသေးထန်စွာရွာချလာပြီး ရေတွေများစွာ ရှန်ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့တဖြည်းဖြည်းနဲ့အိမ်နေတဲ့ရေတွေဝင်ပြီးတရားလုံးမှာရေကြီးလာပါတယ်။အမေဖေး ။သမီးရေတန်းနဲ့နေပြီ။သမီးတို့ကဲပါအောင်။ကလေးတို့ရေအမေလာပြီနော်။တခုခုလောက်ပါအောင်ယောက်ကြရဲ။ရာဂျာနဲ့မိမိရေအဲ့ဒီထင်းချောင်းပေါ်မှာထိုင်ပြီးတော့ကိုလင်ရင်နာကိုရအောင်သွားကြ။မိမကြီးနင်းလဲလိုက်သွားလိုက်ပါ။ရေစည်းလဲတော်တော်ကျန်းလာပြီ။ရှင်ရောရှင်ကိုထားပြီးကျမမသွားနိုင်ပါဘူး။ဟောပူမနေနဲ့မိမရေခလေးတွေခေါ်ပြီးသွားလိုက်ပါ။ဒီအောင်လုံးကလူတွေလေသူတို့အသက်ကိုသူတို့ကေတင်ပြီးတော့လင်းရင်တွေကိုသွားနေကြပါတယ်အကုန်လုံးဟာစိတ်ဆင်းရဲမှုကြိုးစားမှု ချွေးသွေးတွေနဲ့ငိုနေကြပါတယ်။မောင်နီရဲ့တာတမန်မဖွင့်ပါနဲ့။မိုးရွာမှာပါလို့ငါအဲ့ဒီကနေပြောခဲ့တယ်မလား။အခုတရွာလုံးဒုက္ခရောက်နေပြီ။ရာသီဥတုကလည်းအေးအေးနဲ့ငါတို့တရွာလုံးကလူတွေဒီလေရင်ထဲမှာဘလောက်များရှင်သန်နိုင်မလဲ။ဒီရင်လည်းမကြခင်ပျက်စီးသွားနိုင်တယ်။ဒုပုကပြောလိုက်တော့မောင်နီတယောက်ထပြောလိုက်ပါတယ်။မပူပါနဲ့ဒီတညပဲတီးခံပြီးကြော်ဖြတ်နိုင်အောင်သာလုပ်ပါမနေ့ကျရင်ကျွန်တော်ဒီလီရင်ကိုပြန်ကောင်းအောင်လို့ပြင်ဆင်ပေးပါမယ် နေရောက်လို့နေသားလာတဲ့အခါမှာတော့ရွာသားတွေကတိုးတဲကိုထင်းသွားရှာကြပါတယ်။ဒီပင်ကြီးကတော်လေးကြီးတာပဲ။သူ့စီကရတဲ့ထင်းကအကောင်းဆုံးပဲဖြစ်မှာမလို့ဒီပင်ကိုခုတ်ကြ။ပြီးတော့ရွာသားတွေပေါင်းလိုက်ပြီးတော့အဲ့ဒီပင်ကိုစပီးခုတ်ကြပါတယ်။အပင်မှာသွေးတွေထွက်နေတာကိုတွေ့လိုက်ရပါတယ်။နေုံငါ့ကိုမခုတ်ကြနေအောင်အပင်တွေလည်းအတက်နေဆိုတာမင်းတို့မသိကြဘူးလား။ဟာခွင့်လွှတ်ပေးပါအပင်သောနဲ့ကြီးခွင့်လွှတ်ပေးပါ ကျွန်တော်တို့တရားလုံးရေကြီးလို့အိမ်တွေပြင်ဆင်ကုန်တာကြောင့်ကျွန်တော်တို့တစ်သားတွေလိုအပ်ပါတယ်အလို့ဆိုရင်အဲ့ဒီရှေ့နာခြောက်နေတဲ့အပင်တွေကို ခုတ်တာပိုကောင်းလိမ့်မယ်အကုန်လုံးကခြောက်နေတဲ့အပင်တွေကိုခုတ်ပြီးလင်းရင်သားရှိလာကလင်းရင်ကူပြပြင်ဖာတင်းနေကြပါတယ်အခုဆိုလင်းရင်ထဲဝင်နေလို့ရပါပြီနေစရာရတယ်တော့ဟုတ်ပါပြီမြေမရှိတွေငါတို့ဘလူနေပြီးအသက်ဆက်ရှင်ကြမလဲဒီလင်းရင်ကကောင်းကင်ရေးလိမ့်မြေအပင်တွေဘာဆိုဘာမှမရှိတာ ခဏကြာတဲ့အခါမှာလင်းရင်ပေါ်မှာစိန်လူမျိုးတောက်ပြောင်လင်းလက်နေတဲ့အလင်းနှံတစ်ခုကိုမြင်လိုက်ရပါတယ်။တရောင်လုံးကတော့အင်းလက်လာလေးတွေတီဆောင်ထားတဲ့လင်းရင်လေးကိုဝင်းကြရာစိန်လက်နေတဲ့အပင်လေးပေါ်မှာငှက်ကလေးတွေလေယာဉ်မျိုးပေါ်စိုက်ထားတဲ့စပါးတွေနဲ့တောက်သုံးမှုတွေရည်တွေတွေ့လိုက်ရပါတယ်။ဒါရီကိုမြင်ရလိုက်တဲ့အခါမှာတရောင်လုံးကတန်တောဖြစ်ကြပါတယ်။ကြည့်ပါအောင်အားလုံးဒီလေယာဉ်ထဲမှာမော်ဆန်စွာနဲ့ရွာတရွာကြီးဖြစ်နေတော့တယ်။ဒါကတော့အန်အောစရာဖြစ်ရတဲ့ခုပါပဲလား။ ဒီမော်လေရင်ထဲကရွာထဲမှာလည်းမိမိလေးတို့ဆော့လို့ရတယ်။လေကွင်းလည်းအကျယ်ကြီးပါသေးရပဲ။ပြီးတော့ငါတို့လေသမားတွေလေဆိုင်လို့ရတဲ့လေကွက်တွေရောပါသေးတယ်။တရားသခင်ကိုပဲကျေးဇူးတင်ရမယ်။ကျေးဇူးတော်ကြောင့်ဆင်းရဲပြီးစိတ်ညစ်နေရတဲ့ငါတို့ကိုစိတ်ချမ်းသာအောင်လုပ်ပေးခဲ့တာ။အကုန်လုံးကဒီမော်လေရင်ရှိလာတာကိုဖရာသခင်ကိုအမြဲတမ်းကျေးဇူးတင်စကားတွေပြောရင်ဒီရော်လေးမှာပျော်ပျော်နေကဘဝတည့်ဆလိုက်ကြပါရဲ့။ဒီမော်လီရင်ဘောကရွာကမြေတွေဟာလေလေးဆိုင်ရင်လေလာပိုင်းအတွင်းမှာပဲအရင်ဖြစ်တုန်းက ကောင်ပိသိနံတွေဝေဝေးဆဆာတီးပွင့်ပါတယ်။ဒီရွာကလူတွေဟာဒီမော်လင်းရင်မှာပျော်ရွှင်စွာနေကြပြီးတင်းရမှာတော့ဟယ်လီကော်ပတာတစ်စင်းကရွာလေးကိုလာခဲ့ပါတယ်။ငါတို့ဒီမော်လင်းရင်ပေါ်ရွာလေးမှာကံကောင်းစွာနေစင်းရတဲ့ငါတို့ပျော်ရွှင်နေတုန်းရှိသေးတယ်ဟုဟယ်လီကော်ပတာနဲ့ဘာလာလောက်ကြလဲမသိပါဘူး။မဟုတ်မှလွေရောကျွန်တော်တို့ရွာကိုလာသိမ်းတာများလား။ကောင်းကင်ဘော်ကနေဟယ်လီကော်ပတာတစ်စင်းပေါ်ကလူတစ်ယောက်ကဆင်းလာခဲ့ပါတယ်။မကြောက်ကြပါနဲ့ကျွန်တော်ကနိုင်ငံတော်ဘက်ကနေလှုပ်လိုက်လို့ အမျာတို့အကူညီဖို့ဒီရွာကိုလာခဲ့တာပါအခုမှဘာလာလုပ်တာလဲကျွန်တော်တို့ဒုက္ခရောက်ပြီးသိမလို့ဖြစ်တော့ခမရတို့ကိုလိုအပ်တဲ့အချိန်မှာခမရတို့အိတ်နေကြတာလားကျွန်တော်တို့ရွာမှာကျွန်တော်တို့ပျော်ရွှင်စွာနေနေကြတာမို့လို့ခမရဒီကနေထွက်သွားလိုက်ပါဒီလိုပြောလိုက်တဲ့အချိန်မှာတထေးကြီးဦးစင်ရဲ့အတန်းကအချိန်တွင်များစွာဒုက္ခခံလာရတဲ့နာကျင်မှုတွေပါနေတဲ့အတန်းမျိုးဖြစ်နေပြီးရွာသားတွေအားလုံးလည်းနာကျင်မှုမျက်ရည်တွေဝဲနေပါတယ်ကျွန်တော်ခမရတို့ရဲ့နာကျင်မှုတွေကိုနားလည်ပါတယ် ျွန်တော်လာတာကဒီနေရာကိုလူတွေလှည့်လည်ကြည့်ရှုလို့ရတယ်ရွာအဖြစ်ဖွင့်ခိုင်းမလို့ပါဒီလိုသာလို့ရင်ရွာဝနိုင်ငံသားတွေလာရောက်ကြည့်ရှုရင်ငွေတွေရမှာပါဒါတွေအလုံးဟာလေရွာဖွင့်ပြိုးတိုးတက်ပြီးဒီကလူတွေကောင်းစားဖို့အတွက်ပါနောက်ဆုံးမှာတော့ရွာသားတွေကလက်ခံလိုက်ပြီးအပြင်လူဝင်ကြည့်ခွင့်ကိုပေးလိုက်ပါတယ်မော်လင်းရင်ပေါ်ကရွာလေးရဲ့ကောင်းတဲ့အချက်တွေဆိုရင်တော့အဲ့ဒီမှာဘဲတော့မှငလျင်တန်ရေကြီးတန်နီးပေးတန်ဘန်းစူပါတန်မှမရှိလေတော့ဘဲပျော်ရွှင်မှုတွေသာပြည့်နေပါတယ် ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။